်မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်အမေရိကန်သမ္မတထရန်ကမြန်မာအပါအဝင်၅နိုင်ငံကိုမူရည်စေဝါတိုက်ဖျက်ရန်ပြက်ကွက်သောနိုင်ငံများအဖြစ်သတ်မှတ်ကြေညာပြီးအမေရိကန်စစ်တပ်ကဗင်နီဇွဲလာနှင့်ပတ်သက်သောမူရည်စေဝါနှိမ်နှင်းရေးလုပ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်သမ္မတထရန်ကမြန်မာအပါအဝင် အာဖဂန်နစ္စတန်ဘိုလီးဗီးယား၊ကိုလံဗီးယားနဲ့ဗင်နီဇွဲလာနိုင်ငံတို့ စုစုပေါင်း၅နိုင်ငံကိုမူရစ်စေဝါတိုက်ဖြတ်ရန်ပြက်ကွက်သောနိုင်ငံများအဖြစ်သတ်မှတ်ကြေညာလိုက်ပါတယ်။စက်တင်ဘာလ15ရက်နေ့တွင်အမေရိကန်သမ္မတကဲ့သို့သတ်မှတ်ကြေညာလိုက်ခြင်းဖြစ်ပြီးအဆိုပါဆုံးဖြတ်ချက်ကမူရစ်စေဝါတိုက်ဖြတ်ရေးအတွက်ယင်းနိုင်ငံများသို့ပေးအပ်နေသောငွေကြေးပံ့ပိုးမှုများအပေါ်တည်ရောက်မှုရှိကြောင်းလက်တလောဗင်နီဇွဲလားနိုင်ငံတွင်အမေရိကန်စစ်တပ်ကမူရစ်စေဝါတည်ယူပို့ဆောင်နေသောလှေများကိုဖောက်ခွဲဖျက်ဆီးမှုများလှုံ့ဆော်ခြင်းဖြင့်မူရစ်စေဝါနှိမ်နှင်းရေးလှုံ့ဆော်ရရှိကြောင်းသိရှိရပါသည်။အာဖဂန်နစ္စတန် ပိုလီဗီးယားမြန်မာကိုလံဗီးယားနဲ့ဗနီဇွဲလားနိုင်ငံတို့အနေနဲ့လွန်ခဲ့တဲ့ဆယ်နှစ်လအတွင်းနိုင်ငံတကာမိုးရေစေဝါနှိမ့်နေရေးသဘောတူညီချက်မှာပါတဲ့သူတို့ရဲ့တာဝန်ဝတ္တရားတွေကိုလိုက်နာအကောင့်ထဲပေါ်ဖို့ပြက်ကွက်ခဲ့တယ်လို့အမေရိကန်သမ္မတထရန့်ကသူ့ရဲ့ကြေညာချက်ကိုခုလိုပဲဖတ်ကြားပြောဆိုပါတယ် အမေရိကန်ဥပဒေအရအမေရိကန်သမ္မတကလွန်ခဲ့သော12လအတွင်းနိုင်ငံတကာမူရစေဝါနှိမ့်နေရေးသဘောတူညီချက်များကိုအကောင့်တဲ့ပေါ်ရန်ပြက်ကွက်သောနိုင်ငံများနှင့်တာဝန်ဝတ္တရားမပြည့်မီသောနိုင်ငံများကိုနှစ်စဉ်ခွဲခြားသတ်မှတ်ထုတ်ပြန်ကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။နောက်ထပ်တစ်ပုဒ်အနေနဲ့ရန်ကုန်ရက်ကပ်ပွဲစည်းများတွင်လူငယ်များကိုပေါ်တာဆွဲနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့တောင်ငုံနဲ့မြောက်ငုံရက်ကွက်ပွဲစည်းများတွင်လူငယ်များကိုပေါ်တာဆွဲနေကြောင်းသိရပါဗါးစက်တင်ဘာလ16ရက်ည9:00နာရီခန့်တွင်တောင်ငုံမြို့နဲ့80ရက်ကွက်ပွဲစည်းအနီးမှာလူငယ်3ဦးလမ်းလျှောက်လာနေစဉ်အမောင်တဲမှအရက်ဝတ်များထွက်လာကဖမ်းဆီးသွားသလိုစက်တင်ဘာလ15ရက်ည8:00နာရီခွဲခန့်ကလည်းမြောက်ငုံမြို့နဲ့44ရက်ကွက်ပွဲစည်းမှာလူငယ်အမျိုးသား9ဦးကိုမူးယူနေသည်လို့ဆိုကား ဆေးအုပ်စုဝင်များကဖမ်းဆီးသွားကြောင်းခုလိုပဲသိရှိရပါတယ်။အဖမ်းခံရတာလူငယ်ပိုင်းတွေကြီးပါပဲ။အရက်မူးနေတယ်ဆိုပြီးဖမ်းတာရောရံဖြစ်တယ်ဆိုလို့ဖမ်းတာရောလူလူချင်းချောင်းဆွဲတာရောပါပါတယ်။စစ်မှုထမ်းလူအရနဲလာတာကြောင့်လူငယ်တွေကြီးရွေးဖမ်းတာလေလို့ထင်တယ်လို့အခုလိုပဲပြောကြားထားပါတယ်။ တောင်နှုံပွဲစည်းတွင်အဖမ်းခံရသည့်လူငယ်၃ဦးရဲ့နောက်ဆက်တွဲအခြေအနေကိုမသိရသေးကြောင်းနဲ့မြောက်တကုံပွဲစည်းမှာအဖမ်းခံရတဲ့သူ၅ဦးအနက်တအူးပြန်လွတ်လာကြောင်းလည်းသိရှိရပါတယ်။မြောက်တကုံပွဲစည်းတွင်အဖမ်းခံရသူနဲ့ပတ်သက်ပြီး၎င်းကအဖမ်းခံခဲ့ရတာမြောက်ကလာမြောက်ကလာပဘက်ကဈေးလာရောက်တဲ့လူတယောက်မြောက်တကုံဒေတာပွဲလာတဲ့လူ၄ယောက်လို့သိရပါတယ်။ မြောက်ကလာကနေဈေးလာရောက်တဲ့သူကိုတော့ပွဲစည်းကန်ထရိုက်သမားတွေကပြန်ထုတ်ပေးလိုက်တယ်လို့သိရပါတယ်။ကြံတဲ့သူတွေကတော့ဆက်မသိရသေးပါဘူးလို့အခုလိုပဲပြောကြားထားပါတယ်။အခုလိုဖန်စီခြင်းကိုပွဲစည်းတို့အလူလာနေပြီဆိုတော့ကြောင့်လူမသိသူမသိဖန်စီခြင်းဖြစ်ကြောင်းအခုလိုပဲ RSN တာဝန်ရှိသူကပြောကြားသလို44ရက်ကွက်သားတဦးကလည်းရင်းဖန်းစီမှုမှာဖြစ်စဉ်ကိုမသိကြောင်းလို့ခုလိုပဲဆိုလာပါတယ်။မနေ့ကစက်တင်ဘာလ16ရက်ကလူတော်တော်တော်များတဲ့အရှိရပထမဆုံးရက်ကမိုးရွာလို့လူမရှိဘူး။နောက်ရက်စီတယ်လို့44ရက်ကွက်သားကခုလိုပဲပြောကြားကြပါတယ်။44ရက်ကွက်ပွဲစည်းပြုလုပ်တဲ့နေရာမှာဘာတူးအင်ယာနာဖြစ်ပြီးရက်စကက်နဲ့လည်းနှီးသလိုဘာဘီယာဆိုင်တို့နဲ့လည်းပေါ်ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ ပန်းဝါမာဒီနယူးဒေလီဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ခုကကချင်လွတ်မြောက်ရေးတပ် KIA ဟာဝါရှင်တန်နဲ့နယူးဒေလီရှိအုပ်ချုပ်ရေးအသိုင်းအဝိုင်းကြားမှာဗစက်ဖျားကမချရအောင်ရေပန်းစားလာနေပြီပဲဖြစ်ပါတယ်။အဲဒီထဲမှာတတိတသာခြေလန်းလှမ်းလာနေတာကအိန္ဒိယပဲဖြစ်ပါတယ်။ဝန်ကြီးချုပ်မိုဒီဟာထန်ကျင်းတွင်မင်းအောင်လိုင်းနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တော့လဲတစ်ဖက်မှာအိန္ဒိယတပ်တူတွင်ဝန်ကြီးဌာနအဆိုရနှင့်ပုဂ္ဂလိကကုမ္ပဏီများကိုကချင်ပြည်နယ်သို့စေလွှတ်ပြီးရှားပါးမြေသားတပ်တူနမူနာများစုဆောင်ပြီးတက်ခွဲဆန်းစပ်ရန်ညွှန်ကြားလိုက်ပြီဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကအစိုးရပိုင်းနဲ့နှိဆက်တော်သတင်းရင်းမြစ်လေးခုအားကိုကာပြီးရိုက်တာမှအထူးသတင်းအဖြစ်ရေးသားဖော်ပြထားပေးပါရယ်။မြေရှားသတ္တုများအားလျှက်စစ်ကားများနဲ့အခြားနောက်ဆုံးပေါ်စစ်ပစ္စည်းများတွင်တုံနိုင်မဲ့တန်လိုက်အဖြစ်တန့်စင်ယူပြီးရမရစမ်းသက်လာမယ်ဖြစ်ပါရယ်။အဲဒီတော်ဝင်ကိုအစိုးရပိုင်း IRL နဲ့ပုဂ္ဂလိကပိုင်း Midworth Abbas Material တို့ကယူရမှာပဲဖြစ်ပါတယ်။ KIA ဟာတတုနမူနာများကိုစတင်စုဆောင်းနေရလဲသိရပါတယ်။ဒါအပြင်အိန္ဒိယတို့အလုံးအရင်းနဲ့တင်ပို့နိုင်ရန်ဖြစ်နိုင်ခြင်းရှိမရှိလိလဆဲဆစ်နေသည်ဟု KIA ကအရာရှိတဦးကအခုလိုကိုးကားပြီးရေးသားထားပါတယ်။မေရှားတတုများဟာအတော်လေးပိုးများသည်ဟု ပြောရတော့လေပြဿနာများဖြစ်နေသေးရာကရင်းနှုန်းအားတန်လိုက်အဖြစ်တန်းစင်ထုတ်ယူနိုင်တဲ့ဤပညာကိုတရုတ်တူတွေက မောင်ပိုင်စီးထားနိုင်ပြီပဲဖြစ်ပါတယ်။ဘီဂျင်းဟာ၎င်းတို့အသာစီးရနေတဲ့အနေအထားကိုအခွင့်အရေးတရအဖြစ်အသုံးချကယခုနှစ်အတွင်းအိန္ဒိယကဲ့သို့အဓိကစီးပွားရေးလုပ်ငန်းနိုင်ငံကြီးများကိုတန်းစင်ပြီးတက်တူများတင်ပို့နေသည့်ပမာဏကိုတိတိတသားရှော့ချပစ်လာခဲ့ပါတယ်။ဒေလီဟာလည်းလိုအပ်နေတဲ့ တပ်တူများကိုအပြေအဝါဆက်လက်ရရှိနိုင်မည့်နည်းလမ်းများကိုရှာဖွေလာကြပါတယ်။ဝန်ကြီးချုပ်မိုတီဟောင်ဩဂတ်လ31ရက်မှာမင်းအွန်လိုင်းနဲ့တွေ့ဆုံခဲ့စဉ်အတွင်းထိုကိစ္စကိုတီးခေါက်ကြည့်ခဲ့လို့သိရတာလဲအသေးစိတ်ကိုထုတ်ပေါ်ပြောကြခြင်းမရှိတဲ့အပြင်သဘောတူညီချက်တစ်စုံတရာလည်းထွက်ပေါ်လာခြင်းမရှိခဲ့ပါ။မင်းအွန်လိုင်းအဖို့ လောမြတီငါးကကြီးနေခဲ့သောတရေတများများနဲ့ရှိနေရာကလွယ်ပြီးဘာမှမတတ်နိုင်မှာအိန္ဒိယဟာမြေရှားတပ်တို့များကိုပြည်ရင်းနဲ့တန်ဆင်နိုင်ရန်ဂျပန်နဲ့ကိုရီးယားကုမ္ပဏီများနဲ့ပူးပေါင်းပြီးနီးလန်းရှာကျိုးပန်းလာနေကြပြီပဲဖြစ်ပါတယ်။အိန္ဒိယအစိုးရကမှ KIA နဲ့ဆက်သွယ်နေတဲ့ ဆက်လျင်းပြီးမိမိတို့နိုင်ငံအတွက်မရှိမဖြစ်အရေးပါတဲ့တတူများကိုစိတ်ဝင်စားနေမှုအပေါ်ရှိုးဝဲစရာအကြောင်းမရှိပဲမိမိတို့အနေနဲ့ကဘာတဝမ်းရှိပေးသွင်းနိုင်သူတွေစီကနေရှားပါမြေရှားတတူတွေကိုလုံခြုံစွာရရှိနိုင်မှုအတွက်လုပ်ငန်းချင်းပူးပေါင်းဆောင်ရွက်မှု business to business ကိုအားပေးနေဒီမှာလည်းတဘာဝကြပါတယ်လို့အမီနာမထုတ်ပေါ်ပြောခြင်းမရှိပဲစင်ဝေးရန်ကြောင်းဖြည့်သွားခြင်းပဲဖြစ်ပါတယ် IRE ရဲ့အဖွဲ့ဟာဒီဇင်ဘာလကလေးကကချင်တို့ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ် Donald Trump ကလည်း အနေရရဲ့ပူပေါင်းဆောင်ရွက်မှုမှတစဉ်ရရှိနိုင်ခြင်းရှိမရှိကို တိကောက်စုံစမ်းလာခဲ့ပါတယ်။တရုတ်ပင်လေ KIA နဲ့ဆက်သွယ်ပြီးရယူနေချိန်တွင်အနေရအဖို့အဘယ်အတွက် နောက်ဆုတ်ရဖို့ရှိရနေဟုစင်ကာပူရှိ လေလာသုံးသက်သူတို့ကအခုလိုပဲဆိုပါတယ်။တရုတ်နိုင်ငံသားဝင်ကြီးဌာနပြောရေးဆွေးခွင့်ရှိသူ KIA ဟာ အိန္ဒိယနဲ့ဆက်သွယ်လာတဲ့အလားအလာများရှိနေတာကိုတတိမထားမိဟုတုံ့ပြန်သွားခဲ့ပါတယ်။မြန်မာမြောက်ပိုင်းရှိသက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးတရုတ်ရဲ့ဒေတာတွင်ငြိမ်းချမ်းရေးတည်ငြိမ်မှုရရှိရေးအပြုသဘောကဏ္ဍမှာဆောင်ရွက်ပေးနေတဲ့အပေါ်အတိအမှန်ပြကျေးဇူးတင်မနေဖို့သာရှိတယ်လို့လည်းပြောသွားခဲ့ပါတယ်။ KI ဟာတရုတ်အားရှားပါမြေသားတပ်ထုများပေးသင်းတွင်တော်လဲ၎င်းတို့ရဲ့တာတပဲ့အဖြစ်လူသိရှင်ကြားခံယူလာတဲ့စေအုပ်စုနဲ့ပမော်ရယ်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရင်ဆက်ဆံရေးဟာအဖို့ထစ်များရှိလာခဲ့ပါတယ်။တရုတ်ဟာ၎င်းတို့နောက်ဖေး ေးချံဘက်တည်ငြိမ်ရေးအတွက် KIA အားအလျှော့ပေးရန်ဖိအားပေးလာနေတဲ့အတွက်အိန္ဒိယနဲ့ဆက်ဆံရေးမြင့်တင်ရန်ကြိုးပမ်းလာခြင်းပဲဖြစ်ပါတယ်။အိန္ဒိယဟာလည်းရေရှည်အတွက်ထောက်ပို့လမ်းကြောင်းဖွင့်နိုင်ရန်စိတ်ဝင်စားနေတဲ့သို့သောသွားလာရေးခက်ခဲတဲ့တော်တော်များကိုဖိအားမီစိန်ခေါ်မှုများပါရှိလာနေပါတယ်။ဒီကိစ္စကိုအိန္ဒိယမှ၎င်းတို့ရဲ့ပုဂ္ဂလိကကုမ္ပဏီများကိုတာဝန်ယူစေချင်တယ်လို့သိရှိရပါတယ်။ဒီကိစ္စပြည်လဲသွားသည့်အတိုင်းတပ်တူများတန့်စင်နိုင်ဖို့တရုတ်ရဲ့အကူအညီလိုအပ်နေပါတယ်။ တို့မဟုတ်အချိန်ယူတိဆောက်ရမည်ပဲဖြစ်ပါတယ်။လောလောဆယ်အချိန်မှာ Trump ဟာထိုအရေးအတွက် Greenland ကွန်ဂိုနဲ့ Ukraine ဘက်မှပေါက်ထွက်နိုင်ဖို့အားသတ်နေပါတယ်။တန်လိုက်များအဖြစ်တန်စင်ရဲ့အသင့်တော်ဆုံးသတ္တုများဖြစ်တဲ့ Tavian နဲ့ Diprosian တို့ဟာကချင်ပြည်မှာအရေးအသွေးအကောင်းဆုံးဖြစ်နေတယ်လို့သိရှိရပါတယ်။တိုးတော်လဲပြီးခဲ့တဲ့6လအတွင်းအမေရိကန်ရရှိများနဲ့ KIA အကြားတိုးတိုးတိတ်တိတ်ဆွေးနွေးမှုများရှိနေတယ်လို့ The Interpreter စာဆောင်တွင်ဖော်ပြထားပါတယ်။ တိုင်းပြည်ဟာစစ်ဘေးတဘာဝဘေးလွယ်မြောက်ဥဉ်စွန့်ခွာတက်ပြေးနေရမှုစာလိုက်မှုတိတ်မှုများနဲ့ရင်ဆိုင်နေရပြီးကဘာကြီးအနေနဲ့လူသားချင်းစာနာထောက်ထားမှုများနဲ့ကုညီဖြည့်ရှင်ပေးကြပါရဲ့မြန်မာတို့၃ရက်ကြာခီးရောက်ရှိလာခဲ့တဲ့ကုလဒုက္ခသည်များအေဂျင်စီအကြီးအကဲဖိလစ်ဘိုဂရန်ဒီကယနေ့ထုတ်ဖော်ပြောဆိုခဲ့ပါရဲ့အခုလိုအဖြစ်ပြက်နေများမှုဟာဘလူဘွယ် ကိုကြီးတောင်းရကောင်းမြတ်မသိပဲနိုင်ငံကြီးများဟာအဲ့ဒီနိုင်ငံရဲ့မြေကြီးအောက်မှာအဆိုင်ခဲများရယူရေးကိုသာစိတ်ဝင်စားနေကြတာမှာဝမ်းနည်းဖွယ်ကောင်းလာတယ်လို့ပဲသိရှိရပါရဲ့ရှင်။